ားလုံးပဲမင်္ဂလာပါ GSN Antinoli Channel ကနေကြိုဆိုပါရစေ။ကျွန်တော်အခုဆွေးနွေးမယ့်အကြောင်းကတော့ Desktop အကြောင်းဖြစ်ပါတယ်။အဲ့တော့ Desktop ဆိုတာကလည်း Desktop ဆိုတာကအထူးဖြူတွေပဲမှာရှိနေတဲ့တူညီတဲ့ feed တွေကိုကျွန်တော် feature တစ်ခုအနေနဲ့ပေါင်းပေးတာဟို Desktop လို့ခေါ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်တူညီရဲ့ feed တွေကိုကျွန်တော်ဒီမှာပေါင်းပြီးတော့ Symbology လုပ်ထားတယ်ပေါ့။အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကသူ့ရဲ့တူညီတဲ့ feed line ပေါ့နော်။တူညီရဲ့ VID လား Symbology လောက်ထားတာပေါ့နော် ဒါဒီမြင်းကြီးနားခရိုင်ပေါ့နော်မြင်းကြီးနားခရိုင်ရဲ့မြို့နယ်တွေဖြစ်ပါတယ်ဒီ data တွေကျွန်တော်တို့ရှိတ်မြင်မှုတွေကနေယူထားတဲ့ data တွေဖြစ်ပါတယ် testing လုပ်လို့လည်းရပါတယ်အဲဒီ download channel ကိုလည်း share YouTube video မှာကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီမှာ desktop ကိုစပြီးတော့အသုံးပြုကြည့်ရအောင် cross line မယ် zoom blue layer ပေးလိုက်မယ် clear selection ပေးလိုက်မယ်ဒီဘက်ကဒီ layer ကြီးကိုကျွန်တော် remove ပေးလိုက်တော့ဒီမှာ တို့မြန်မာနိုင်ငံရဲ့မြို့နယ်ပေါင်း330ရှိတယ်အဲ့ဒီဟန်နေမှာကျွန်တော်တို့ကဒီမြို့နယ်ပေါင်း330တွေကတူညီရဲ့ KI တွေကိုကျွန်တော်တို့ကပေါင်းလိုက်မယ်စစချင်းကျွန်တော်ဒီမှာ Astrobot ကိုသွားမယ် Astrobot တွေက data management tool ကိုသွားမယ် data management tool ရဲ့ generalization ကိုသွားမယ်အဲ့ဒီကနေမှ desktop ကိုတပည့်ကလေးနှိပ်လိုက်မယ်အဲ့တော့ဒီ desktop မှာပထမဆုံး info feature output feature desktop fee status tips ဆိုတဲ့အားလေးပါအဲ့တော့ကျွန်တော်ဒီမှာရှိရ info feature အကျွန်တော် dissolve လုပ်ချင်တာဒီဒီမှာ TSP ဒီကို dissolve လုပ်မယ်ဟုတ်ဖို့ feature ဘယ်မှာကျွန်တော်တို့ output ထားမှာလဲပေါ့အဲ့တော့ open folder ကိုနှိပ်မယ်ပြီးရတဲ့ dissolve to ကိုဒီဘက်ကလေးနှိပ်မယ်ပြီးရတဲ့ကျွန်တော်တို့ဒီ t ဆိုပြီးတော့အမည်ပေးလိုက်မယ် save ပေးလိုက်မယ်အဲ့တော့ dissolve fee ပေါ့နော်ကျွန်တော်တို့ပေါင်းချင်တာဒီဒီမှာ dd b code ဆိုတော့ကျွန်တော်တို့ ပေါင်းမယ်ပါအဲ့တော့နာမည်တွေနဲ့ပေါင်းမယ်ဆိုတော့တချို့နာမည်တွေကတူတာတွေစာရိုက်တာတွေလွဲနေရတယ်ဒါမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာ dissolve ကို DDP ကုတ်အနေနဲ့ကျွန်တော်တို့ကရွေးလိုက်ပါမယ်အပြီးပြီဆိုတာ ਨੇ ကျွန်တော်တို့ကသူက statistic ပေါ့အဲကျွန်တော်ဒီထဲမှာ DDP ကုတ်ပေါ့နော်ဒီ KI ထဲမှာမြို့နယ်ဘယ်နှခုရှိလဲကျွန်တော်သတ်သိကျင်တယ်ပေါ့နော်မသိကျင်ဘူးဆိုတော့ဒါကိုရွေးရွေးစရာမလိုဘူးဒါ option နဲ့အနေနဲ့ဆိုရင်ဒါမရွေးလဲပြဿနာဖြစ်တော့ကျွန်တော်တော့သိကျင်တယ်ပေါ့နော်ဒီ KI ထဲမှာမြို့နယ်ဘယ်နှခုရှိလဲသိကျင်တာဖြစ်တဲ့အတွက် statistic fee မှာ DDP ကုတ်ကိုရွေးလိုက်မယ် အဲပြီးလို့ရှိရင်ဒီဘက်က statistic type မှာ count ကိုကျွန်တော်ရေးပေးလိုက်မယ်ပြီးဆိုရင်ကျွန်တော်အောက်သွားမယ်ဒီမှာ create modified feature ပေါ့နော် create modified feature ဆိုတာကဒါလေးကိုကျွန်တော်အမှန်ချင်းပေးလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီ KI တစ်ခုလုံးကိုသူက ID တစ်ခုပဲသူကယူมาဖြစ်ပါတယ်တကယ်လို့သာကျွန်တော်ဒီမှာအမှန်ချင်းမပေးခဲ့ဘူးဆိုလို့ရှိရင်အဲဒီ KI ထဲမှာရှိနေမျိုးနယ်တစ်ခုချင်းမျိုးနယ်တစ်ခုလက်ပေါင်းတော့ပေါင်းတယ်ဒါပေမဲ့မျိုးနယ်တစ်ခုချင်းလက်ကိုနောက်ထပ်ကုတ်တွေထပ်ပြီးတော့ထွက်လာมาဖြစ်ပါတယ်ဒါကြောင့်မလို့ ဒီနေရာမှာဒီ create multiple feature ကိုကျွန်တော်တို့အမှတ်ကြေးလေးပေးမယ်။အဲပြီးလို့ရှင်ကျွန်တော်တို့က okay ပေးလိုက်အောင်ပါပဲ။အဲ့တော့ဒီမှာကျွန်တော် state editing ပေးမထားဘူး processing ကိုသိချင်တာဖြစ်တဲ့အတွက် right click ထောင်းမယ် edit feature state editing ပေးထားမယ်။ okay state editing ပေးပြီဆိုရင် okay ကိုပေးလိုက်ပါမယ်။အဲ့တော့ processing ကျွန်တော်တို့ပြီးသွားပြီ close ကိုနှိပ်လိုက်ပါမယ်။အဲ့တော့ကျွန်တော်ဒီမှာ dt ဆိုတဲ့ layer တစ်ခု feature layer လေးတစ်ခုရလာပြီ။အဲ့တော့ဒီမှာအမှန်ကြေးလေးဖွင့်ပေးလို့ကြည့်မယ်။ နဂိုတွေကဒီမှာလေယာတွေကမြို့နယ်လိုက်ဖြစ်နေဟာဒီအခုဆိုလို့ရှင်ခရိုင်လိုက်ပဲဖြစ်သွားတယ်အဲ့တော့ open review တွေပဲကျွန်တော်တို့ကြည့်ကြည့်အောင်ဟိုး open review တွေပဲမှာဆိုလို့ရှင်ဒီမှာဒီဒီကုတ်ပဲပါတယ်ပြီးလို့ရှင်ဒီမှာသူ့ရဲ့ခရိုင်အတွင်းမှာရှိတဲ့မြို့နယ် account အရေအတွက်တွေပဲပါတော့တယ်ဗောတခြား fee တွေမပါတော့ဘူးဗောနော်တခြား fee တွေမပါတော့ဘူးဟုတ်တယ်ဒီတခြား fee တွေကိုဟိုဒီတခြား fee တွေကိုကျွန်တော်တို့ကပြန်ပြီးတော့ထည့်ဖို့ လိုရတာလေရှင်ရှိမယ်အဲအခုလက်ရှိအနေထားရကျွန်တော်ဒီမှာဘယ်ခရင်မဲမသိတော့ခရင်ကုတ်ကြီးနဲ့ပဲရှိနေအဲ့တော့ကျွန်တော်ဘယ်ခရင်လဲဆိုတာတိဟိုတွက်ကကျွန်တော်တို့ရှေ့မှာတင်ခဲ့တဲ့ join နဲ့ table ကို join ပြောကြလိုရတဲ့ data တွေကိုကျွန်တော်တို့ကထပ်ပြီးရထည့်နိုင်တယ်အဲ့တော့ join မှာကျွန်တော်တခါတည်းပြလိုက်မယ် store တင်ပေးလိုက်မယ်အော်ဒီ join mode တော့ကကျွန်တော်မှဒီမှာခရိုင်ပေါ့နော်ဒါခရိုင်80ရှိခရိုင်ပေါင်း80ဒါဒီဟိုတော့ကခရိုင်ပေါ့နော်အခုလက်ရှိခွဲထားတဲ့ခရိုင်မဟုတ်ပါဘူးဟိုတော့ကကျွန်တော် data ဖြစ်ပါတယ် ကတ်လောက်ထဲကနေပြခရိုင်ပေါ့ဒီဒီတေဘယ်လေးကိုကျွန်တော် drone drone နဲ့ဆွဲထည့်လိုက်မယ်ဒီမှာကျွန်တော်တို့ open attribute တွေပဲနဲ့ကြည့်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင် sd နာမည်ပါတယ် stp code ပါတယ်ခရိုင်အဲပါတယ်အမည်အင်္ဂလိပ်လိုပါရဲ့ ddp code ပါတယ်ပြီးလို့ရှိရင် dd mm မှာရှိရယ်စုပေါင်း80ရှိရပါခရိုင်ပေါင်း80ရှိအဲ့တော့ဒီကောင်ဒီကျွန်တော်တို့တူတာဒီ DDP code တူတာဖြစ်တဲ့အတွက်ဒီနှစ်ခုကိုကျွန်တော်တို့က join ကြည့်မယ်ပေါ့အဲ့တော့ right click ထောက်မယ် join really join ဝင်နေမယ်အဲပြီးပြီဆိုတော့ね join attribute from table ddb ကုတ်နဲ့ join မယ်အဲပြီးလို့ရှင် table ဒီကျွန်တော်ဒီမှာ dd table ကိုရွေးမယ်ကုတ်ဒီလဲ ddb ကိုအဲ့တော့ keep only matching record ကိုကျွန်တော်ရွေးလိုက်မယ် validation ပေးလိုက်မယ် close okay ပေးလိုက်မယ် okay ဒါဆိုရင် kn 80လုံးရဲ့ data တွေကျွန်တော်တို့ကရလာမှာဖြစ်ပါတယ်အဲ့တော့မလိုတဲ့ data တွေကျွန်တော်တို့ဒီမှာ highlight ပဲဗောနော် done for your done for your done for your ။ဟောဒီကလည်းကျွန်တော်တို့မလို့ခဏဟိုက်ထားလိုက်မယ်။အဲ့တော့ခရံအမြေဒါကျန်တာတွေကကျွန်တော်တို့ကလိုတယ်ပေါ့နော်။ဒါမျိုးနဲ့အရေးအတွက်တွေပေါ့နော်။မျိုးနဲ့ဘယ်လောက်ရှိလဲဆိုကျွန်တော်လိုတယ်။အဲ join ပြီးပြီဆိုလို့ရှိရင်ဒီမှာ DD ဆိုတဲ့ data လေးကိုကျွန်တော် right click ထောက်မယ်။ data export data ။အဲ all feature ကိုနှိပ်မယ်။အဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာ browse မှာဒီ desktop တူတဲ့ဟာ DD underscore 2ဆိုကျွန်တော်နာမည်ပေးလိုက်မယ်။ save ပေးလိုက်မယ်။ okay ပေးလိုက်မယ်။ yes ပြလိုက်ပါမယ်။အဲဒါလေးကိုကျွန်တော်ဒီ table လေးကိုကျွန်တော်ပိတ်လိုက်မယ်ပေါ့နော်။အဲဒီမှာကြည့်ကြည့်မယ် DD2 ပေါ့နော်။အဲ DD2 မှာကျွန်တော်တို့ဒီမှာ DD code တွေပါလာပြီ။အဲခုန join လုပ်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ data တွေပေါ့နော်ဒီမှာထည့်လိုက်ပါပဲ။အဲတော့ဒီနီးနဲ့ခရိုင်ပေါ့နော်။ခရိုင်ဒီမြို့နယ်ကနေပြောကြဒီခရိုင်တွေကိုကျွန်တော်တို့က desktop လုပ်ပြီးတော့ကြပေါင်းလိုက်ခြင်းဖြစ်ပါတယ်။အဲ့တော့ Desktop 2ကိုဟိုအားလုံး ready ကဲစမ်းကြည့်ကြပါအဲကျွန်တော်ရဲ့ဒီ Desktop 2နဲ့ပတ်သက်ပြီးတော့ရှင်းလင်းချက်ကိုဟိုနားမလည်ဘူးဆိုလို့ရှင် YouTube video အောက်မှာ comment ပေးပြီးတော့မြင်ပြနိုင်ပါတယ်ဒီ video လေးကသင်တို့တွေအကျိုးရှိရဆိုလို့ရှင် like and share ပေးလိုက်ပါတယ်အဲကျွန်တော်ဒီ channel လေးဒီမိတ်ဆွေတို့တဲ့အကျိုးရှိရဆိုလို့ရှင် subscribe ကိုမြေတားရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ